အလုတ်ဖိစီးမှုတွေကြောင့်ပင်ပန်းနေပြီလား2025ခုနှစ်ရောက်ပြီဆိုတော့ PR တွေကပိုများလာတာတော့အမှန်ပဲဒီဗီဒီယိုကတင့်ကို PR တွေများနေချိန်မှာတောင်တည်ငြိမ်ပြီးအာယုံစိုက်နိုင်စေဖို့ကရိယာတွေနဲ့နီလန်းကောင်းတွေကိုပေးပါလိမ့်မယ်2025ခုနှစ်ရဲ့လုပ်ငန်းခွင်ကအရင်ကထက်ပိုမိုပြောင်းလဲမြန်ဆန်ပြီးပိုမို PR များလာပါတယ်အဝေးမှလုပ်ကင်ခြင်း remote work များလာတာနဲ့အမျှ ိုရီးကိုရာဘွားနဲ့အလုတ်ဘွားကြားကနယ်နိမိတ်တွေဟာမပြီးမပြင်းဖြစ်လာပါတယ်။ကျုံတို့ဟာအဆက်ဆက်မပြတ်ရှိနေပြီးချက်ချင်းတုံ့ပြန်မှုမျောလင့်ချက်တွေနဲ့ကြုံတွေ့နေရသလိုပြိုင်ဆိုင်မှုတွေနဲ့ဆန်းဆောင်ရေးဖိအားတွေလည်းတိုးလာပါတယ်။ဖိစီးမှုကိုစီမံခန့်ခွဲနိုင်ဖို့ပထမဆုံးအနေနဲ့ဖိစီးမှုအကြောင်းကိုနားလည်ဖို့လိုပါတယ်။အများအားဖြင့်လုပ်ငန်းခွင်ဖိစီးမှုတွေထဲမှာတက်မတ်ရက်တွေတင်းကျပ်တာလုပ်ဖို့ကင်ဘတ်တွေနဲ့ပြည်ပခါတွေဖြစ်တာအလုပ်ပမာဏများပြားတာစတာတွေပါဝင်ပါတယ် စိတ်ပိုင်းဆိုင်ရာအရာဒါတွေကစိုးရိမ်ပူပန်မှုပြင်ပန်းနှွမ်းနယ်မှုနဲ့ကုန်ထုတ်ဆွမ်းအားကျဆင်းမှုတွေကိုဖြစ်စေနိုင်ပါတယ်။ကိုခန္ဓာပိုင်းဆိုင်ရာအရာဆိုရင်တော့ရေရှည်ဖိစီးမှုကခေါင်းကိုက်တာ ပြင်ပန်းနှွမ်းနယ်တာကိုခန္ဓာအားစနစ်အားနည်းတာတွေထိဖြစ်နိုင်ပါတယ်။ကဲစိတ်ကြည်ငြိမ်ဖို့လက်တွေ့နီးလန်းတွေလေ့လာကြရအောင်။တတိထားတရားထိုင်ခြင်းနဲ့ကိုယ်လက်လှုပ်ရှားမှုကဖိစီးမှုလျှော့ချဖို့အရေးကြီးပါတယ်။ အချိန်ကိုစနစ်တကျစီမံခန့်ခွဲပြီးအလုပ်တွေကိုဦးစားပေးတတ်မှတ်ရက်တွေတတ်မှတ်လွှဲအပ်တဲ့ခြင်းကလည်းတင့်ကိုအထောက်အကူပြုပါလိမ့်မယ်။စစ်မှန်တဲ့ကျမ်းမာပျော်ရွှင်မှုရရှိဖို့ဆိုတာအလုံးနဲ့ဘဝကိုဖန်ချက်ညီညီပေါင်းစည်းတာပဲဖြစ်ပါတယ်။ဒါအတွက်တင့်ရဲ့အလုံးနဲ့ကိုယ်ရည်ကိုယ်တာဘဝချာမှာရှင်းလင်းတဲ့နယ်နိမိတ်တွေတတ်မှတ်ထားဖို့လိုပါတယ်။အေးဝအောင် အိတ်တာအာဟာရပြေဝအောင် စားတာဝါသနာပါရီလောက်တာစတဲ့ကုကုကိုဘယူဆိုင်မှုတွေကိုဦးစားပေးပါ ပြီးတော့ဆက်သွယ်မှုရဲ့စွမ်းအားကိုလည်းမမေ့ပါနဲ့လုတ်ဖို့ကင်ဘတ်တွေနဲ့တငယ်ချင်းတွေရဲ့ထောက်ခံအားပေးတဲ့ကုန်ရက်တစ်ခုကိုတိဆောက်တာကတန်ဖိုးမဖြတ်နိုင်တဲ့စိတ်ပိုင်းဆိုင်ရာထောက်ပံ့တွေကိုပေးပါတယ်ရေရှည်တည်ငြိမ်မှုနဲ့ကုန်ထုတ်စွမ်းအားအတွက်ကိုပိုင်စိတ်ဖြစ်စီမှုစီမံခန့်ခွဲမှုကိရိယာအစုံအလင်ကိုဖန်တီးပါတဲ့အတွက်ဘယ်အရာတွေကအလုတ်ဖြစ်လဲဆိုတာကိုအမြဲတမ်းပြန်လည်သုံးသပ်ပြီးနှီးဖြူဟာတွေကိုပြောင်းလဲလိုက်ရောပါလိုအပ်တဲ့အခါ professional အကူအညီရယူဖို့တုံ့ဆိုင်မနေပါနဲ့ အကြံဉာဏ်ပေးခြင်းဒါမှမဟုတ်ကုထုံးတွေကအဖိုးမဖြတ်နိုင်တဲ့လမ်းညွှန်မှုတွေကိုပေးနိုင်ပါတယ်။တင့်ရဲ့ကောင်းမွန်စွာနေထိုင်နိုင်မှုဟာဆက်လက်ဖြစ်ပေါ်နေတဲ့ခရီးတစ်ခုဖြစ်တယ်ဆိုတာသတိရပါ။ဖြစ်စည်းမှုကိုထိန်းချုပ်နိုင်ခြင်းဟာဒီနေ့ခေတ်ဖြစ်အားများတဲ့ကမ္ဘာမှာအောင်မြင်ဖို့အတွက်အထူးကတော့ချက်ပါပဲ။ဒီတစ်ပတ်မှာဘယ်စိတ်ဖြစ်စည်းမှုစီမံခန့်ခွဲမှုနည်းလမ်းတစ်ခုကိုစမ်းကြည့်မလဲ။တင့်ရဲ့အတွေးအမြင်တွေကိုအောက်ကကမ်းမန်မှာမျှဝေပေးခဲ့ပါဦး။